မင်္ဂလာပါရှင် Panelist Business Services ရဲ့ Founder မထူးတန်းစင်ဖြစ်ပါတယ်။ဒီနေ့မှာတော့ company အတွင်းလိုအပ်တဲ့တင်နန်းတွေကိုတင်ချပို့ချဖို့အတွက်ကိုကိုယ်တိုင်ရေးကြားရတဲ့ Internet Trainers တွေအတွက်ကိုကျွန်မ Training Materials တွေ Training presentation slides တွေကိုဘယ်လိုပြင်ဆင်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့တတိထားတဲ့အချက်လေးတွေကိုလည်းထည့်သွင်းပြီးတော့ညွှန်ပြပေးသွားပါမယ်။အဲ့တော့ကျမတို့က training သင်ကြားရေးနဲ့ပတ်သက်တဲ့ presentations တွေကိုရေးသားတဲ့အခါမှာသင်တန်းပေးတဲ့သူတွေကကိုပြောချင်တဲ့အကြောင်းအရာတွေကိုပဲဦးစားပေးပြီးပြောတတ်ကြလိမ့်ရှိပါတယ်။ဒါကြောင့်မို့လို့သင်တန်းသားတွေကနားမလဲတာစကလုံးတွေရှုပ်ထွေးတာမျိုးတွေနဲ့မသက်ဆိုင်တဲ့အချက်အလက်တွေကြောင့်ပေါ့နော်သင်တန်းသားတွေဘက်ကနေစိတ်ဝင်စားမှုနည်းပြီးတော့သင်ယူတာနဲ့ပတ်သက်ပြီးတော့ဟို effective မဖြစ်တာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါဆိုရင်ကျမတို့ကသင်ကြားရေးနဲ့ပတ်သက်တဲ့ PowerPoint slides တွေ presentations တွေကျမတို့ရေးသားတဲ့အခါမှာပေါ့နော်အကြောင်းအရာတွေကိုစုစည်းတဲ့အခါမှာဘာတွေဘလို့အချက်အလက်တွေကိုသတိထားသင့်တယ်ပေါ့နော်အဲ့တော့နားလေလွယ်တာနဲ့ဘာသာစကားရိုးရှင်းတဲ့ဝေါ်ဟာရတွေကိုကျမတို့က သုံးပြုဖို့အရေးကြီးပါတယ်။အဲ့တော့နည်းပညာဆိုင်ရာအသုံးအနှုန်းတွေနဲ့ရှုပ်ထွေးတဲ့စကားလုံးတွေကိုတတ်နိုင်ဆုံးကျွန်တော်တို့ကရှောင်ရှားပြီးတော့တင်နန်းသားတွေရဲ့လုပ်ငန်းအတွေ့အကြုံပေါင်းမှုတည်ပြီးတော့သူတို့ရင်းနှီးတဲ့စကားလုံးတွေကိုအသုံးပြုဖို့လိုအပ်ပါတယ်။အဲ့တော့အကြောင်းအရာတစ်ခုကိုရှင်းပြတဲ့အခါမှာအတူချုံပြီးတော့တိကျတဲ့စာကြောင်းတွေကိုလည်းအသုံးပြုဖို့လိုအပ်ပါတယ်။ တော့မလိုအပ်တဲ့အလတ်တွေကိုရှောင်ပြီးတော့အဓိကအချက်ကိုပဲအာယုံဆိုင်ဖို့လိုအပ်ပါတယ်။အဲ့တော့လူတွေရဲ့အာယုံဆိုင်နိုင်စွမ်းကလည်းအကန့်အသတ်တွေရှိပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့သင်တန်းတစ်ခုရဲ့အကြောင်းအရာကိုရေးတဲ့အခါမှာမလိုအပ်တဲ့အသေးစိတ်အချက်အလက်တွေကိုထည့်မရေးတော့ဘဲနဲ့သင်တန်းသားတွေတကယ်ကိုသိရမယ် တကယ်လက်တွေ့အသုံးပြုရမယ်အဓိကအချက်တွေကိုပဲရွေးချယ်ပြီးတော့ရေးသားဖို့လိုအပ်ပါတယ်။ခါလေကြရင်ကိုယ်တွေက tips တွေ guideline တွေပေးကျင်ကြတယ် training ထဲမှာပေးတဲ့အခါမှာအချက်လက်တွေ10ချက်15ချက်ဒါကြီးတွေကိုကျွန်တော်တို့ကဟို slide sheet တစ်ခုလုံးပြည့်အောင်လို့ရေးတက်တဲ့အလေအကျင့်တွေရှိကြပါတယ်။အဲကြောင့်မလို့အဲ့ဒီထဲမှာကိုက15ချက်လုံးပေးကျင်အောင်တော့ပေါ့နော်။အဲ candidate ဒီသင်တန်းသားတွေပေါ့နော် participant တွေအနေနဲ့က ဘယ်အချက်ကသူတို့အတွက်အရေးကြီးဆုံးနဲ့ဘယ်အချက်တွေသူတို့ချက်ချင်း practice လုပ်လို့ရမလဲဆိုတဲ့ဟာကိုပြန်ပြီးတော့ highlight လုပ်ဖို့အရေးကြီးပါတယ်။နောက်တစ်ခုကကြတော့သင်တန်းသားရဲ့အမြင်ပေါ့နော်။သူတို့ဘက်ကနေကျွန်တော်တို့ကတွေးပြီးစဉ်းစားပြီးရေးဖို့လည်းအရေးကြီးတယ်။အဲ့တော့သင်တန်းသားတွေရဲ့စိတ်ဓာတ်မှာ deep training ကနေငါးပါးတွေရမှာလဲဆိုတဲ့မိကုန်းတွေကသင်တန်းတက်နေရင်းတွေကိုရှင်းနေတတ်ပါတယ်။အဲ့တော့ဒီမိကုန်းကိုဖြေနိုင်ဖို့ အတွက်ကသင်္ကန်းရဲ့အကြောင်းအရာတွေကိုသင်္ကန်းသားတွေနေ့စဉ်လုပ်ငန်းခွင့်မှာကြုံတွေ့ရမယ့်ပေါ့နော်ကြုံတွေ့နေရတဲ့လက်တွေ့အခြေအနေတွေနဲ့ကိုချိတ်ဆက်ပြီးတော့ရေးသားဖို့လိုအပ်ပါတယ်နောက်ဆုံးအနေနဲ့ကတော့ကျမတို့လက်တွေ့နဲ့ kait နေတဲ့ case study တွေကိုအသုံးပြုဖို့လိုအပ်ပါတယ်။အဲ့တော့ကဘာကျော် company ကြီးတွေဥပမာ Google တို့ app Apple တို့ Facebook တို့မှာတွေ့နေရတဲ့ case study တွေကကျတော့ theory အရ ုပေါ့နော်လေ့လာလို့ကောင်းတယ်ဆိုပေမဲ့သင်တန်းသားတွေနဲ့အလန်းဝင်းနေတတ်ပါတယ်။ဒါကြောင့်မို့သင်ကြားနေတဲ့အကြောင်းအရာတွေကိုလက်တွေ့ကြာကြာနားလည်နိုင်ဖို့အတွက်ကကိုယ့်ရဲ့လုပ်ငန်းခွင်အဲဟိုပေါ့သင်တန်းသားတွေပေါ့နော်သူတို့ရဲ့လုပ်ငန်းခွင် ပြီးတော့ကိုယ်နိုင်ငံရဲ့စီးပွားရေးအခြေအနေကိုယ်နိုင်ငံရဲ့ဖြစ်နေတဲ့အတွေ့အကြုံတွေနဲ့ kait ညီတဲ့ case study တွေကိုပဲကျွန်တော်တို့ကထည့်သွင်းဖို့အရေးကြီးပါတယ်။အဲ့တော့အနည်းဆုံးရရင်တော့ဒီလိုတင် जा ရေးနဲ့ပတ်သက်တဲ့ uh, training တွေ uh, training presentations တွေသင်ကြားမှုပုံစံတွေကျမတို့ဒါတွေကိုရေးဆွဲပြင်ဆင်တဲ့အခါမှာကိုယ့်ရဲ့အမြင်ထက်သင်တန်းသားတွေရဲ့ shoot out ကနေကြည့်ပြီးတော့ရိုးရိုးရှင်းရှင်းတိတိကျကျနဲ့သူတို့နဲ့သက်ဆိုင်တာတွေကိုပဲဦးစားပေးပြီးတော့ပေါ့နော်အာသင်ကြားပေးဖို့ကအရန်ကိုအရေးကြီးပါတယ်အဲ့တော့နောက်ထပ်အကြံနဲ့ပတ်သက်တဲ့ဘ ഹു ဒုတာတွေရဖို့ကျမတို့ရဲ့ page ကို follow လုပ်ထားပေးဖို့ဖိတ်ခေါ်ရင်ဒီနေ့အတွက်တော့ဒီလောက်နဲ့ပဲညနာပြစေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်